မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မနေ့ညပိုင်းက short tight တုံးအလုံး30ထက်မနေ့တိုက်ခိုက်ခံရတဲ့ပြည်ဦးလွယ်မြို့မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်မရှိတော့ဘဲနဲ့ထွက်ခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ည9:18မိနစ်အချိန်ကစတင်ပြီးတော့ပြင်းလွင်မြို့မှာရှိတဲ့စစ်တပ်ကတို့ကံတော်ကြီးအနီးမှာရှိတဲ့စစ်ကောင်းစီရုံများစစ်တပ်နီးပညာတက်ကတို့တို့ကို short တိုက်ဒုံများနဲ့ဇက်တိုက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြင်းလွင်မြို့ကနေပြီးတော့ထွက်ခွာသွားတယ်လို့သိရပါတယ်။ပြင်းလွင်မှာတော့တချို့မရှိတော့ဘူး short တိုက်ဒုံမပြစ်ခင်ကထွက်သွားတာလားပြစ်ပြီးမှထွက်သွားတာလားတော့အဲ့ဒါတော့မသေးကြဘူး short တိုက်ဒုံတွေပြစ်ပြီးမှစစ်ရင်တန်းတစ်ခုအရေးပေါ်ထွက်လာပြီးတော့ရဟတ်ရင်ပြန်တန်းတာတွေလည်းကြားနေရတော့ အပြစ်ခံရပြီးမှထွက်သွားတာလို့ယူဆရတယ်။တေဂျာရာကတော့တက်ချုပ်ကပြင်းလွင်မှာမရှိတော့ဘူးလို့စစ်ဘက်သတင်းအရင်းမြစ်ကပြောပြထားပါရတယ်။ပြင်းလွင်ကဌာနဆိုင်ရာသတင်းအရင်းမြစ်တချို့ကတော့အေပီလ15ရက်နေ့ဗကြံအကြက်နေမှာအကြက်ဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကစစ်တပ်ကတော့ဒဂျန်မန်းတက်နဲ့တခြားသောဌာနဆိုင်ရာဒဂျန်မန်းတက်တွေကိုလာရောက်ဖို့အစီအစဉ်ရှိခဲ့တော့လေ short တိုက်ဒုံးနဲ့အပြစ်ခံရတဲ့အတွက်အစီအစဉ်ပြတ်သွားတဲ့သဘောဖြစ်တယ်လို့သိရပါတယ်။မနေ့ညပိုင်းကစစ်တပ်ကတော့အတွင်းကို short တိုက်ဒုံးကြက်ရောက်ပောက်ကွဲမှုမှာစစ်တပ်ဘက်ကတေဆုံးထိခိုက်မှုတွေရှိခဲ့ပြီးတော့ လက်ရှိရရှိထားတဲ့သတင်းတွေအရအ ਨੇ ဆုံးဘူလောင်နှစ်ဦးထက်မနည်းသေးဆုံးပြီးတော့ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ပြင်းလွင်စစ်တပ်ကတော်တွေကတော့လူနာတင်ကားတွေဝင်သွားတာတွေ့တယ်။စစ်စေးရုံကိုခေါ်တင်သွားတာဆိုတော့ဘလောက်တည်လဲတော့မသိရဘူး။ကြားတာကတော့တဦးသေးတယ်လည်းပြောတယ်နှစ်ဦးသေးတယ်လည်းပြောတယ်ဘူလောင်တွေလို့ပြောတယ်ဒဏ်ရာရတာကြီးလည်းရှိတယ်လို့သိရတယ်လို့စစ်တပ်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်ပြင်းလွင်အောင်မြေဇီယာစာတင်တိုက်ကိုလည်းကြားရောက်ပြီးတော့တန်ငါနှစ်ပန်းနဲ့လူတဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။အောင်မြေဇီယာကြောင်းတိုက်ထဲမှာကြားတာ တန်ဃာနှစ်ပါးနဲ့လူတဦးတည်ဆုံးပါတယ်တန်ဃာကလည်းကြံလွဲမှာခဏဖုန်ကြီးဝတ်တဲ့သူတွေလို့သိရတယ်လို့ပြင်ဦးတွင်ကပရဟိတသမားတဦးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းပြင်ဦးတွင်မြို့မှာမနေ့ညပိုင်းကချော့တိုက်ဒုံးများနဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာကြံကာလပြင်ဦးတွင်ကိုအလဲလာကြတဲ့သူတွေဟာဒီကနေ့မနက်ပိုင်းမှာအကုန်လုံးပြန်ဆင်းပြေးကုန်ကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ14ရက်နေ့ည9:00နာရီ18မိနစ်အချိန်ကစတင်ပြီးတော့ ည10နာရီ18မိနစ်ပတ်ဝန်းကျင်အချိန်အထိစုစုပေါင်းတနာရီကြာအောင်ပြင်းလွယ်မျိုးကိုရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ရမှာဒီကနေ့မနက်ပိုင်းမှာတော့ပြင်းလွယ်ကိုအလဲလာတဲ့သူတွေအကုန်လုံးပြန်ပြီးတော့ဆင်းပြေးနေကြပြီလို့သိရပါတယ်ဒီနေ့ပြင်းလွယ်ကိုအတက်ကားမရှိဘူးအကုန်လုံးအစင်းကားတွေကြီးပဲအလဲလာတဲ့သူတွေအကုန်လုံးပြန်ပြေးကြတာမနေ့ကစစ်ပွဲဖြစ်တယ်လို့တမျိုးလုံးတုံးဒရိုင်းတိုင်းနဲ့ဆိုတော့ဒီမနက်အလဲလာတဲ့သူတွေအကုန်လုံးကဟိုတယ်တွေကထွက်ပြီးတော့ပြန်ပြေးကုန်ကြတာလို့ပြင်းလွယ်ဟိုတယ်ကမန်နေဂျာတအူးကပြောပြလာပါတယ်ဒါအပြင် မနေ့ညာပိုင်းကပြင်းလင်းဆေးယုံအယိုးခွဲစိတ်ကုသဆောင်မှာ short tight တုံးထိမှန်ခဲ့တဲ့အတွက်ကြောင့်ဆေးယုံတက်နေတဲ့လူနာအများစုဟာဒီကနေ့မနေ့ပိုင်းမှာဆေးယုံကဆင်းကြပြီးတော့ထွက်ခွာခြင်းတွေရှိနေတယ်လို့သိရပါတယ်။မနေ့ညာက short tight တုံးကြတဲ့ဆေးယုံအဆောင်ကိုတော့မနေ့ကတွားကြည့်လို့ရသေးတယ်။မနေ့၈နာရီလောက်ကြတော့ပေးမဖြတ်တော့ဘူး။ဒီနေ့ဆေးယုံကတော်တော်များများဆင်းကုန်ကြတယ်။တချို့လဲမန္တလေးမှာတွားကုမယ်ဆိုပြီးတော့လူနာတင်ကားတွေနဲ့တဲပြီးတော့ဆင်းကြတယ်။တချို့ကြတော့လဲဆေးယုံမှာမနေရဲလို့ကိုဆင်းကြတာ။အကုန်လုံးကလန့်ကုန်ကြတာ။ နောက်ထပ်များတိုက်ပွဲတွေဖြစ်လာမလားဆိုပြီးတော့စဉ်းကြတာပေါ့လို့ပြင်းဥလွင်ဆေးရုံမှာတက်ရောက်ပြီးတော့ကုသနေတဲ့လူနာရှင်တဦးကပြောပြလာပါတယ်လက်ရှိမှာပြင်းဥလွင်မြို့အတွင်းမှာစစ်ကောင်စီကတင်းကျပ်တဲ့စစ်ဆေးမှုများကိုလှုပ်ဆောင်နေပြီးတော့အထူးသဖြင့်ကံတော်လေးနဲ့ကံတော်ကြီးပတ်ဝန်းကျင်မြို့လေကောင်တို့မှာစစ်ဆေးတွေများနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးအခုညတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြောက်ရီမြို့ပတ်ဝန်းကျင်နေရာတွေမှာစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မဟာမိတ်တပ်များနှစ်ဖက်စီရေးတင်းမာမှုတွေရှိနေတဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့ဝန်ထမ်းမိသားစုတွေဟာ မဲဆောက်မြို့ဘက်ကိုပို့ဆောင်ပြီးတော့ရှောင်းတိန်နေထိုင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီမြို့မှာနောက်ဆုံးကြံခဲ့တဲ့စစ်ကောင်စီရဲ့မျိုးဆောင်တပ်ခြေလင်တပ်ရဲခလာရ295ကို KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်မှုတွေမလုံဆောင်ခင် AP လ9ရက်နေ့ကလေးကမျိုးရင်းမှာစစ်ကောင်စီဌာနဆိုင်ရာရုံးတွေဟာပိတ်ပြီးတော့၎င်းတို့ရဲ့မိသားစုဝင်တွေဟာလည်းခိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုရှောင်းတိန်နေထိုင်မှုတွေကိုလုံဆောင်နေခြင်းဖြစ်တယ်လို့အမည်မဖော်လိုသူရင်မောင်းတို့ကပြောပြလာပါတယ်။မဲဆောက်မြဝတီအငှားရင်မောင်းတို့က မြောက်ပိုင်းမှာအခြေအနေမကောင်းတော့လို့မဲဆောက်ကိုမိသားစုလိုက်တွေပို့ပြီးတော့ရှောင်ကိုင်းထားကြတယ်သူတို့ဝန်ထမ်းအကြီးအကဲတွေကတော့ BGF Hotel တွေမှာရှောင်နေပြီးတော့ရုံးလုပ်ငန်းတွေကိုဆက်လုပ်နေတယ်ရုံးတွေကတော့မဖွင့်တော့ဘူးအဲ့ဒီစစ်ကောင်စီဝန်ထမ်းမိသားစုတွေကမဲဆောက်မှာလေပတ်စရာနေရာတွေမှာလိုက်ပြီးတော့လေပတ်နေကြတယ်မဲဆောက်ကကုန်တယ်တွေလုပ်ငန်းရှင်တွေကသူတို့ကိုနေစရာနဲ့အခန့်စရာတွေလုပ်ပေးနေရတယ်လို့ပြောဆိုခဲ့ပါတယ်မြောက်ပိုင်းမျိုးဆောင်တက်ချင်းမြန်တက်ရင်ခမရ195ကို ဧပြီလ17ရက်နေ့မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခမာယာ205တိုင်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့အဲ့ဒီတိုင်ရင်ကတပ်ဖွဲ့ဝင်တွေဟာထိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ကြည်ရေးတံတားမှာစုတ်ခွာခိုးလုံတပ်ဆွဲထားတယ်လို့စစ်ကူစစ်ကြောင်းများဟာလည်းအလုံးရင်းနဲ့စစ်ကြောင်းထိုးလာနေတဲ့အတွက်ကြောင့်မြို့ဟာလုံခြုံစိတ်ချရတဲ့အနေအထားမှာတော့မရှိသေးဘူးလို့သိရပါတယ်။မြို့ကိုလုံခြုံစိတ်ချရတဲ့အနေအထားရောက်ရှိအောင်လို့ ဆက်လက်ပြီးတော့လှုပ်ဆောင်နေတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဘဟိုက AP လ12ရက်နေ့ညနေပိုင်းမှာထုတ်ပြန်အသိပေးထားပါတယ်လက်တလုံးမှာမြောက်ရီမြို့ပြင်အမှတ်1ချစ်ကြည်ရိတ်တရာဘတ်မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ 6K ကောဆွဲတော်အမြောက်ကုန်းအာရှလမ်းတဲ့လမ်းပိုင်းနေရာတွေမှာစစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းများနဲ့နှစ်ဖက်စစ်ဆိုင်နာတဲ့အခြေအနေတွေရှိတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်စစ်ကောင်စီရဲ့စစ်ကူတွေကဖအံကနေပြီးတော့ဂျုံတိုးကိုကြော်လာပြီးကော့ကရိတ်မြို့နဲ့အာရှလမ်းဘက်ကိုတက်လာနေပြီးတိုက်ပွဲကတော့ရှိနေတယ် စစ်တပ်လက်နက်ကြီးရန်တမ်းပစ်ခတ်တဲ့အတွက်ကြောင့်ရဲသားပြည်သူတွေထိခိုက်ဒေဆုံးတာတွေရှိတယ်သူတို့ဘက်မှာလည်း PDF တွေဂျားပြတ်တိုက်ခိုက်လို့ဒေတာတွေလည်းရှိတယ်တချို့အဖွဲ့တွေကဂျားဝင်ညှိနှိုင်းလို့စစ်ကူမတက်လာသေးတာတွေမျိုးလည်းရှိတယ်အခြေအနေတွေကတော့ရှုပ်ထွေးနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချန်ပီယံနယ်တောင်ပိုင်းဖေကုံနဲ့စီဆိုင်မြို့နယ်တွေမှာစစ်ကောင်စီပေါ့ပြည်သူစစ် PNA ပူးပေါင်းတပ်တွေနဲ့တော်လိုင်းရေးတပ်တွေဒကြံရအတွဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ14ရက်နေ့ဒကြံအကြနေမနက်ပိုင်းကစီဆိုင်မြို့အဝင်ခမရ၄နှစ်၃တိုင်ရဲမှာရှိတဲ့အမြောက်ကွဲသွားတာကြောင့်အောင်ပန်းအခြေဆိုင်စစ်ကောင်စီအမြောက်တပ်900ခွန်က3ပွင့်တယောက်နဲ့3ရက်တယောက်ထိဆုံးသွားတယ်လို့မြေပြင်သတင်းအရင်းမြစ်ကပြောကြားထားပါရတယ်။ အမြောက်ကကြီးမထွက်ပဲနဲ့အထဲမှာကွဲသွားတာအရာရှိပါနှစ်ယောက်သေးတယ်ပြီးတော့ drone ကြလို့ထိတာစက်တအူးဒဏ်ရာရတယ်စီဆိုင်အထွက်လေးမှာ၄နှစ်၃မှာအတုံးယုံမယ်လို့သူကပြောပြထားပါတယ်ဒဏ်ရာရတဲ့သူတွေကိုတောင်ကြီးတဆရနှစ်မှာ၅ဦးနဲ့အောင်ပန်းဂရင်900မှာ6ဦးအေပီလာ14ရက်နေ့ညနေပိုင်းကပို့ဆောင်လိုက်တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောကြားထားပါတယ်အေပီလာ73ရက်နေ့တကြံအကျုံနေ့မှာလဲဖဲကုံအနောက်ချမ်းညောင်လေးပင်ပီကင်းဘက်မှာရှမ်းတောင် PDF တွေနဲ့စစ်ကောင်စီလက်အောက်ခံတပ်တွေ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်က40နီးပါးကြတယ်လို့တိုက်ပွဲမှာပါဝင်တဲ့တော်လိုင်းရဲ့ရဲဘော်တအုပ်ကပြောပြထားပါတယ်။သူတို့ကထိုးတက်လာတာစစ်ခွေးတွေက30ကျော်40နီးပါးတေးတယ်ကျွန်တော်တို့လည်းမတေးတာကံကောင်းလို့ပြောပြလာပါတယ်။အဲ့ဒီတိုက်ပွဲမှာကတော်လိုင်းရဲ့တပ်တွေဖြစ်တဲ့အင်းလေး1339 PDF ကရဲဘော်ဒေးဗစ်နဲ့ AY Free Burma Ranger FBR ကစိုင်းသွေးတို့ကြာဆုံးခဲ့တယ်လို့လေပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်3စစ်တွေသာပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်1338တိုင်ရင်ရှမ်းတောင် SSR1 ရဲ့ AP လ14ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ် Free Burma Ranger FBR အဖွဲ့ဟာစစ်ပွဲဖြစ်ပွားရာဒေသတွေကပြည်သူတွေကိုကယ်ဆယ်တာစိတ်ကူးသမှုနဲ့စိတ်ဓာတ်ခွန်အားပေးတာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတဲ့အဖွဲ့ဖြစ်ပြီးတော့မြန်မာနိုင်ငံစစ်မြေပြင်မှာစစ်ကောင်စီရဲ့လက်ချက်ကြောင့်တေဆုံးသွားတဲ့သူ15ဦးရှိပြီလို့သိရပါတယ်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့စစ်ကောင်စီဘက်ကစီဆိုင်မြို့အောင်တပြေရက်ွက်ကိုမီးလောင်ပုံကျဲချခဲ့ပြီးတော့ နေအိမ်နှလုံးမီးလောင်ပြာကျသွားကဖဲကုံဘက်မှလည်းလက်နက်ကြီးနဲ့ပစ်တာလေရင်နဲ့ဘုံကျဲတာတွေကြောင့်အေပီလ10ရက်နေ့ကနေအေပီလ14ရက်နေ့အထိဒေသခံ9ဦးသေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။အေပီလ10ရက်နေ့ကစပြီးတော့မိုးပြဲကခမရ6နှစ်နဲ့ဖဲကုံကခမရ6နှစ်တက်တို့ကိုတော်လိုင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ AP လ14ရက်နေ့မနက်3နာရီကျော်မှာစစ်ကောင်စီအင်အား30ကျော်နဲ့တပ်ဆွဲထားတဲ့မြို့နယ်ထွေးအုပ်ရုံးကိုဒေသခံကာကွယ်တပ်တွေကပြင်းအားမြင့်နဲ့ဘုံနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဘုံခွဲခဲ့တဲ့နေရာဟာထွေးအုပ်ရုံးတရားရုံးဥပဒေရုံးတွေပူးတွဲဖွင့်ထားတဲ့စုပေါင်းရုံးနေရာဖြစ်တယ်လို့သိရပါတယ်ဘုံနှလုံးကိုထွေးအုပ်ရုံးနဲ့တရားရုံးကြားမှာထောင်ထားခဲ့တာဖြစ်ပြီးတော့အဝေးထင်းစနစ်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရုံးထိခိုက်ပျက်စီးမှုကတော့များနိုင်ပါတယ် တေဆုံးမှုကိုတော့မြေပြင်မှာစုံစမ်းဆဲပါလို့ဘာမြူရာတပ်ပေါင်းစုတရင်နဲ့ပြန်ကြားတဲ့တာဝန်ခံအာခိလီကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဘာမြူရာတပ်ပေါင်းစုကအထူးလေ့ကျင့်ပေးထားတယ်။မြို့ပြလူကြီးလူကောင်းများအဖွဲ့ Team A မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်အောင်လန်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်နတ်မောက်ငပြေမပျောက်ကြတဲ့ကိုပြောက်အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက်ကြောင့် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ